အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြည့်ပါရစေ။ဒီနေ့မှာတော့ကျွန်တော်ဗာလိဆက်ပြီးသားလို့ဆရာ Rodrigo 2003ရဲ့ကစားပွဲတစ်ပွဲကိုတက်ဆက်ပြီးသားမှာဖြစ်ပါတယ်။အဲလက်ရှိကတော့ကျွန်တော် rating က2260ပေါ့နော် rating ကတော့ပြန်ပြီးတော့ကျတယ်။အဲကျွန်တော်ဒီနေ့ကတော့နည်းနည်းရှုံးရှုံးအဲတပွဲပဲကစားမှာပေါ့နော်။ကဲအဲ့တော့ပွဲလေးဆက်ပြီးတော့ရှာလိုက်ပါမယ်။ Okay တစ်ခါတွေ့ပြီပေါ့နော်။အဲဒီမှာကတော့ E4 ဆိုတော့ကျွန်တော် E6 နဲ့ကစားမှာပေါ့နော်။အဲ French ပဲကစားရမယ် D4 မှာ D5 ပေါ့။ Knight C3 ဆိုရင်တော့ကျွန်တော်ဒီမှာ Bishop B4 ရွေးချယ်တယ်ပေါ့နော်။ Bishop B4 အဲဒါတော့ random variation လို့ခေါ်ပါတယ်ဒီမှာ e5 ရှိမယ်အဲဟုတ်တယ် e5 တက်တယ် e5 မှာ c5 ပေါ့အဲတော့ a3 ပဲတက်မှာပေါ့နော် main move ကတော့ a3 ပဲအဲ main move တော့မရွေးဘူးဒါ side line ကိုရွေးချယ်သွားတယ်ပေါ့နော်ဒီမှာတော့ a3 မတက်ဘဲနဲ့ကစားရတယ်ပေါ့ okay အဲ့ဒီမှာဒီ idea ကတော့ knight b5 ဒီပါရတော့အဲ legendary လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကတော့ knight c6 လေးပဲခုံထားလိုက်မယ် ် bishop b5 ပါထပ်ပြီးတော့လာတယ်တဲ့ okay အာ bishop b5 ပါလာတယ်ဆိုလို့ဆိုရင်တော့ဒီမှာ a6 တွေပါတက်ရှင်တော့တက်တော်တော်ရရတယ်ဗောနော် a6 တက်လိုက်မယ်ဆိုလို့ဆိုရင်သူကစားရင်အာပြန်စားမယ်ဗောအဲဒီလို idea နဲ့တော့ကစားတော့ရတယ်ဗောနော်ဟုတ်ပြီကျွန်တော်ဒီမှာ a6 လေးပဲတက်လိုက်တော့မယ်ဆောင်းတော့ကြာပေါ်နဲ့ပြန်ဆောင်းပါတော့ဒါတည်းသူ live swipe ရှာမရှိတော့ဆိုတော့ဆိုရင်မဆိုးလို့ပြောလို့ရတယ်။အဲ့ဒါကြာ night တွေက night e7 နဲ့ night f5 တွေဝင်လို့ရတယ်။ အာဘီဒီဒီ4လေးကိုလည်း pressure တခုပေးလို့တော့ရတယ်အာကောင်းတယ်ပေါ့နော် okay အာဒါဆိုရင်တော့ဒီမှာတော့သူကဘာလို့ချင်လာလဲဆိုတော့အာဒီမှာကကျွန်တော် CD ဆားလိုက်လို့တော့ရတယ်ပေါ့နော် CD ဆားလိုက်မယ်ဒါတူမှာဟို center ကတော့ဒီပုံးလေးကတော့နည်းနည်းတော့ဝီတော့ဝီမယ်ပေါ့နော်လက်ရှိမှာဆိုတော့ကျွန်တော်ဒီမှာ queen လေးလာလို့တော့ရတယ် ကွင်းလေးတက်ထားတယ်ရတယ်အဲဒါမှမဟုတ် C5 ဒီပါတက်လဲမစိုးတော့မစိုးတော့မြင်တယ်ပေါ့နော် C5 တက်ပြီးတော့ဟိုနိုင်လေးမောင်းထားမယ်ပေါ့အဲ့ဒါ C5 ဒီပါတက်ထားလိုက်မယ်ဗျာကျွန်တော် space လေးယူထားလိုက်ရမယ်အဲကြောင့်ပြချက်ကတော့ပြချက် A5 ကနေပြန်ပြီးတော့လာလို့ရတယ်မဟုတ်တော့ဒီ night ဒီပါရဲ့စားလို့ရရပြချက်တော့မကြတော့မကြဘူးပေါ့နော် Okay ပြီးတော့ကျွန်တော် night က E7 နေ night R5 ဒီဝင်လို့ရတယ်။အဲတခုတော့ရှိတယ်။ night C6 ဆိုလာလို့ရရအောင်နော်။အဲတခုတော့ရှိရတယ်။ နိုင်စီစတော့ဝင်လာလို့ရတယ်ဗျနိုင်စီစဝင်လာလို့ဆိုရင်နိုင်စီစဝင်လာရင်တော့ကျွန်တော် queen ကဟုတ်တယ်နိုင်စီစဝင်လာတယ်နိုင်စီစဝင်လာရင်တော့ကျွန်တော်ဒီမှာ queen ဒီနာလေးပါပဲနေထားလိုက်တာကောင်းမထင်နဲ့အဲ queen e7 queen c7 နေလို့ကြီးကောင်းမထင်နဲ့အဲဒီနာလေးမှာကကျွန်တော်ဘယ်ချော်သွားစားမယ်ပေါ့နော်အဲကြောင့် queen လေးပဲဒီနာလေးမှာဟိုဟာ queen c7 ပေါ့နော် queen c7 ဆိုရင်ဒီ knight ကိုလည်းချိန်ထားမယ်ပြီးဒီ pawn လေးလည်းချိန်ထားမယ် အဲ့တော့အကဲတော့ night အာ before စမယ်ဆိုလဲကျွန်တော်ဒီ e5 ကိုအရင်စချက်တော့ရတော့ရတယ်အစချက်ပြီးသွားမှအာကစားမှာတလို့အဲ့လိုပိုကောင်းမယ်ထင်တယ်ဗောနော်အကွင်းစီဆမ်းမလေးပဲနေလိုက်တော့မယ်အဲ့ဒါလေးကပိုကောင်းမယ်လို့မြင်တယ်ဗောကျွန်တော်အမြင်တော့ ဲ့ဒါကျွန်တော်ပုံလေးတစ်လုံးတော့အမြတ်တော့ရပြီပေါ့နော်ဒီမှာတော့အဲဒီမှာသူကအဲ before ပဲစားရမှာသူ night က trap ဖြစ်နေတယ်လीအဲ before မစားလို့ဆိုရင်သူရှုံးမှာ before စား before စားရင်ကျွန်တော် e5 ကိုရင်စားချက်ပေါ့နော်စားချက်ပြီးတော့မှာသူ queen နဲ့ကာဖို့များတယ် queen နဲ့ကာတော့ queen နဲ့ trade ပြီးတော့ euro လေးပဲဒါလေးပဲစားထားလိုက်တော့မယ်ပေါ့ပုံလေးတော့အမြတ်ယူထားလိုက်မယ်ပေါ့ ဟုတ်တယ်ကျွန်တော်ဒီမှာ e5 လေးပဲစားချလိုက်မယ်ပေါ့နော်ကွင်းနဲ့ကားဟုတ်တယ်ကွင်းနဲ့ကားရင်တော့ကျွန်တော်ကွင်းချင်းသွားလဲရမှာပဲပေါ့ကွင်းချင်းအော်ကွင်းချင်းလဲပြီးတဲ့ဆင်ကျွန်တော်9နဲ့ပြန်စားပါပေါ့နော်အာပေါ်လာတာတော့မတာတော့မတာတော့ဘူးပေါ့နော်အဲ့ဒါစားပြန်ပေးရမှာ b4 လေးပြန်ပေးရမှာ ဒါစားလို့ဆိုတော့သူကနိုင်နဲ့ပြန်စားပေါ့နော်နိုင်နဲ့ပြန်စားဒါပြန်စားဆိုတော့သူတို့တူတူပါပဲဒီနားမှာကဟုတ်တယ်နော်သူတို့တူတူပဲရှောင်းလို့လည်းမရစားရမှာပဲပေါ့နိုင်နဲ့စားပေါ့နော်နိုင်နဲ့စားဒါပြန်စားပေါ့အဲ့တော့ night e7 လေးပဲပြန်လာပေါ့ အားဆိုနိုင်ဖ်စစ်ထွက်လဲရတော့ရကက်ဆလင်းကအဲအရင်ကြီးတော့မလိုတော့မလိုတော့ဘူးပေါ့နော်မလိုတော့မလိုဘူးလို့ပြောတော့ရပါတယ်ဒီထားမှာ e5 တွေပါတက်လို့ဆိုရင်ဘာလို့မလဲ e5 တက်လိုက်လို့ဆိုရင် e5 တက်လိုက်တာကောင်းမလားမသိ e5 တက် e5 တက်လိုက်လို့ဆိုရင်တော့အာဒါစန်တာ night ကတော့ဝင်လာတော့မရဘူးပေါ့နော် e5 တက်လို့ဆိုရင် အနာဖ3လာဗျာနာဖ3ဆိုတော့ night season လေးခုံပြီးတော့အဲ e5 မှာနာဖ3နာဖ3မှာ night season ကို bishop ကိုကိုင်ဒီကောင်ကိုပြန်ကယ်ထားမယ်အဲ့ခါကျတော့ bishop ကအဲ c3 ရနိုင်တယ်ဒါမှမဟုတ်လို့ဆိုရင် C3 ဆိုတော့ကျွန်တော် D4 ထပ်ထိုးလို့ရတယ်ပေါ့နော် D4 ထပ်ထား Bishop D6 ဆိုတော့ကျွန်တော် F6 လေးထားထားလိုက်ပေါ့။အာပြီးတော့ဆိုကျွန်တော် Bishop က E6 ကနေထွက်မယ်။အာစင်ပြေတယ်လို့တော့မြင်တယ်ပေါ့နော်ကျွန်တော် E5 လေးထပ်လိုက်မယ်။ နိုင်ကအရှိဝင်လာလို့မရဘူးပေါ့ဟုတ်ကဲ့ဒါရင်စားမယ်ဆိုတော့ကျွန်တော်ပေးချက်ကင်းနဲ့စားပြီးရင်နိုင်စီစီကချက်စင်ကင်းဒီစစ်တဲ့ပါပြန်ခိုးလို့တော့ရတယ်အော် if i the light အားဖြင့်ကျွန်တော်ရဲ့ဒီ light square bishop ကလည်းအဲပြင်ပြီးတော့ဟိုပါပေါ့နော် active ဖြစ်သွားမှာပေါ့ဒါကြ night six လေးကောက်ထားလိုက်ပါပေါ့နော် night six အဲ bishop လေးကိုမောင်းထားမယ်အဲအဲ့တော့ကျွန်တော် bishop c3 ဆီတော့ကျွန်တော် d4 ထပ်တက်မယ်ဒါဆိုကျွန်တော် up six လေးတက်ထားလိုက်မယ် absolute တက်ထားလိုက်လို့ဆိုရင်အဆင်ပြေတယ်ပေါ့ပြီးတော့ကျွန်တော်ဒီမှာအာ visual e6 လေးထိုးလိုက်လို့ရဒီ d5 လေးပြန်က center control ကတော့အဲကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်နှစ်ကောင်ခြေရအတွက်ကြောင့်ဒါကြောင့် visual e6 လေးပြန်ထိုးရလိုက်မယ်ပြန်ခဲထားလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီလို့ပြောလို့ရတယ်ပေါ့ဘာမှမဖြစ်တော့ပြီးကျွန်တော် long cursor လေးလုပ်လို့ရတယ်အာဒါမှမဟုတ် king of 7လေးတင်ထားလိုက်လို့ရတယ် king of 7တင်ထားတာပိုကောင်းမယ်ထင်တယ်ပေါ့နော် အဲဒါဆိုလို့ဆိုရင်တော့အဆင်ပြေတယ်ပေါ့ဒါ rook တွေလာလာတော့ rook တွေလာလာဆိုတော့ long ကဆယ်လောက်လိုက်တာပိုကောင်းမထင် long ကဆယ်ဆိုတော့ကျွန်တော်အလှည့်တလဲရရတယ်ပေါ့နော်အလှည့်တလဲရရတယ် bishop လည်းမောင်းမိတာဖြစ်မယ်အာ king of 7နေ king d7 နေထပ်စားလို့ဆိုရင် long castle လောက်လိုက်လို့ဆိုရင် ပေါ်မရှိတော့ဆိုဘက်မှာပေါ်မရှိတော့ဆိုမဲ့အဲပြဿနာကြီးတော့ကြီးကြီးမားမားတော့မရှိဘူးတော့မြင်တယ်ပေါ့အဲပြီးတော့မှကျွန်တော်တို့ကြေဆွဲပါတော့ King of 7သွားမယ် King of 7နဲ့ဟိုကနေကျွန်တော်နည်းနည်းလေးချိန်ဆနေတာပေါ့ King of 7ကတော့ပို့ပြီးတော့ save ဖြစ်တယ်လို့တော့ပြောလို့ရတယ် King of 7ဆိုရင်တော့သူကဘာတွေ counter ရှိနိုင်မလဲဆိုတော့ အဲ့လိုဆိုတော့ဘာမှတော့ကောင်းတာမရှိ e5 တွေပါလေ sacrifice တွေပါလေလုံးလို့မရဘူးပေါ့နော်အဲ့ဆင်းတော့ဘယ် king of 7လည်းရတယ်အဲ long castle လည်းရ long castle ကျတော့တခုရှိရရေရှည်မောင်းတော့ rook d3 တွေ rook c3 တွေလာလို့ရတယ်ပေါ့နော်ဒါမျိုးကြီးတွေ rook d3 တွေ rook c3 တွေတော့လာလို့တော့ရတယ်အဲအဲ့ဒါလေးတော့ရှိတယ် king of 7လေးပဲသွားထားလိုက်မယ်အဲ့တော့ long castle မလုပ်တော့ပေါ့နော် king of 7သွားထားလိုက်မယ်ပြီးတော့ကျတော့ rook d8 တွေ rook c8 တွေအဲဒီလိုမျိုးလေးလာလိုက်မယ်ပေါ့ ်ဒါလေးကပို့ပြီးတော့တဘာဝချမယ်ထင်တယ်ညာ night night square တွေလည်းတားထားရဆိုတော့ night square တွေလည်းတားထား night ကလည်းလှုပ်လို့မရအောင်အာ center control ကတော့ရထားတယ် queen side မှာဆိုတော့သူကပွန်တော့တာတယ်တာတယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာဘာမှလုပ်လို့မရသေးဘူးအဲသူက rook ကျွန်တော်ပြောသူကခုနကပြောလို့ပဲလာတယ်ပေါ့နော်ဒီလိုလေးတက်လာမှာပဲဟုတ်ကဲ့ကျွန်တော်တူရဲ့ဒီ bishop လေးကိုအရင်မေးလိုက်မယ်ဗျ rook d အဲ့ဒီပေါ့နော်အဲ့ဒီနေတကောင်အရင်မေးလိုက်မယ် မေးပါကျွန်တော်တကောင်တော့ကျွန်တော် DC အဲ့ပဲဆွဲရမယ်ထင်တယ်။နောက်မှကျွန်တော် D4 လဲထပ်ကန်ရင်တော့ကန်လို့လိုက်ကန်လိုက်လို့တော့ရတယ်။ D4 တက်ပြီးတော့မောင်းလိုက်လို့တော့ရတယ်။အန်ဒီ4တက်မောင်းတော့ပို့ပြီးတော့ကောင်းမယ်ထင်တယ်။ D4 တက်လိုက်လို့ဆိုရင်အာ Bishop Diagonal လဲပွင့်သွားမယ်။အဲပြီးတော့ဒီ C3 တွေ B3 တွေကိုလည်းအဲတားထားပြီးသားဖြစ်တယ်ပေါ့နော်။အယထားတွေကလာလို့မရတော့ A3 သွားတော့လေ A3 ကဘာမှတော့အဲကြီးကြီးမားမားမရှိဘူး။တော့ဆက်မှာဒီ Bishop ကအဲရှောင်းတော့ A3 ပဲကောင်းမယ်ထင်တယ်။ ဒါမှမဟုတ် C7 လာချိန်လို့ဆိုရင်ကျွန်တော်တို့ D7 နဲ့ပြန်ချိန်လို့ဆိုရင်ကျွန်တော်အလှည့်တစ်လှည့်ရတယ်ပေါ့လေတော့မလာတော့ထင်တာပဲအဲ C7 ကတော့ကျွန်တော်အလှည့်တွေပေးရမယ်လို့တော့မြင်တယ်အဲ့တော့ lesson အစဉ်းစားနေ တော့ဒီလိုလာတယ်အဲ့တော့ကျွန်တော်ဒီမှာစားလို့ရရဲ့လားဆိုတော့အဲဒါတက်လို့ရရတယ်နော် default တက်လို့တော့ရတယ် default တိုင်းစားကွက်တွေပါတော့ရှိတော့မရှိဘူးနော်အဲ့ဒါလေးကြည့်တချက်တော့ကြည့်ရကြည့်ရတာပေါ့ default လေးနဲ့မောင်းလိုက်ရုတ်ပါတကယ်တော့တွားစရာမရှိဘူးရုတ်ကတွားချင်တယ်ဆိုတော့ A3 ပဲတောင်းအဲ့ဒါ C3 တွေအာ B3 တွေကိုကျွန်တော်တားထားတယ်ပေါ့နော်အဲယထားတွေလာလာလို့မရအောင် sacrifice တွေပါလေလုံးလုံးမရသေးဘူးလောဆယ်မှာအဲ့ဒီလာတယ်အဲ okay အဲ့ဒီလာရဆိုရင်ဒီ root ကအဲတကယ်တော့ဘာလို့လို့ရလို့လဲပေါ့နော် a3 ရနေပြီးတော့ a3 ရနေပြီးတော့အဲကြီးကြီးမားမားကြီးတော့အဲလုံးလုံးတော့မရဘူးလို့တော့မြင်တယ် ကျွန်တော် A5 divider A5 A4 ဗန်နဲ့ချုပ်ရှင်တော့ချုပ်ထားလို့တော့ရတယ် A5 divider တက်ဘလို့တော့ရတယ်ဒီဘက်ကလည်းကျွန်တော်ဘာမှလုပ်လို့မရဘူးเนาะဒီဘက်ကလည်းအဲဒါ divider သွားပင်လို့ဆိုရင်တော့ရတော့ရတယ်ဒါ picture shot ကကောင်းတယ်ဗောနော်အဲ picture shot ကောင်းတာဖြစ်တဲ့ကြောင့်အဲတခုတော့ရှိကျွန်တော် rook divider C8 divider ဆွဲထားလို့တော့ရတယ် C8 divider ဆွဲပြီးတော့อืมကစားမယ်ဆိုလည်းရတယ် A5 လေးတက်ထားလိုက်မယ်ဗျာ။နောက်တော့ကျ space ရှိပါလေကျွန်တော်အောက်နေမှာဆိုလို့ပေါ့နော်။အဲ့ကျ Rook C8 လေးနေလို့ရ။ Rook C8 နေပြီးတော့ C2 pawn လေးရတယ်။နည်းနည်းလေးတော့အဲ C2 pawn လေးကိုကျွန်တော် Bishop R5 တွေပါရင်းနဲ့ Bishop R5 တွေ Rook C8 တွေနဲ့တိုက်ခိုက်လို့တော့ရတော့ရတယ်ပေါ့နော်။ပြီးတော့ကျွန်တော်လည်းကြာကျွန်တော် Knight B4 ပါလေခုံချင်ခုံလို့ရတယ်။ Knight B4 မှာစားပြန်စားပေါ့။အဲ Knight Bishop ကူးလဲရတယ်ပေါ့။ OK，哎，这，呃，这把漏没来吧？这个叫叫鲁迪 Five T 吧，来，牙牙，鲁迪 Five T，完了，别说米罗罗牙，鲁迪 Five 米罗是不说个，呃，B Six 吧，多啊嘛，还得米罗牙牙。 အဲ့ဒီ shot ကလည်းနည်းနည်းလေးတော့อืมအဲ့ဖြူအဲ့ဒီ dust square bit shot ကနည်းနည်းလေးတော့အန်ဒီရောများတာတော့အမှန်ပဲအန်ဒီရောများတယ်ဗောနော်ဒါစားလိုက်လို့ဆိုရင်ဒါ rook နဲ့ပြန်စားမှာနော်ဒါ rook နဲ့ပြန်စားမှာအမစားပဲနဲ့ d3 ဆိုပြီးထက်ချော်လို့တော့ရတယ်အဲအဲ့လိုလဲချော်ကျွန်တော်ချော်လို့ရ passbone လေးထုတ်ထားမယ်ဗောနော်အဲ့လိုချော်လိုက်ရင်ကောင်းမလားမသိဘူး ချော်လာလို့တော့ရတယ်ပတ်စပို့လေးထုတ်လာလို့တော့ရတယ်ပတ်စပို့လေးထုတ်ထားလိုက်တာကောင်းမယ်ပေါ့နော် C4 လည်းတက်လို့မရအောင်အိုကေဒါတစ်ချက်တော့ချော်တော့ချော်လာလိုက်အောင်ပတ်စပွန်လေးထုတ်ထားမယ်ပေါ့နော်ပတ်စပွန် 所以如果能那里念念，我那多少那里搜哈喽。那那叫 Eful 啊，这边有呃，第二里有抽卡没错呢，抽卡都是老妖老妖。Eful 这边卡是那，我看一下这别的 VJ 白塔干嘛吧？那里边哪谁？那所以，那第二里它代表呃，Eful 里那边是几个干嘛吧？

အဲ data light square တွေပေါ့ light square တွေကနေပြီးတော့အဲကစားလို့ရတယ်သူတို့က A3 မှာနည်းနည်းလေးအဲညက်သွားတယ်ပေါ့နော်ညက်သွားတယ်ဒါပြောရရင်ဆိုရင်လည်းကျွန်တော်ရဲ့ဒီ E4 လေးလာချိန်နေပေါ့ E4 လာကျွန်တော် E4 လေးတော့ကျွန်တော်ပြန်တော့ဆယ်တော့ဆယ်ထားရမှာပေါ့နော်ကျွန်တော် bishop လေးနဲ့ပဲပြန်ဆယ်ရမှာကျွန်တော်ဆယ်ကြတဲ့ကောင်ပဲရှိရဲ့ဆိုတော့ bishop နဲ့ပြန်ဆယ်ထားလိုက် ပြည့်ကျွန်တော် night e5 ဒီအာ night c4 လေဆိုရင်တော့အာကျွန်တော်တော့ပိုကောင်းသွားမယ်လို့ထင်တယ်ပေါ့နိုင်5ပြီးရင်ကျွန်တော် bishop c6 ဆောင်လောက်ထင်လောက်လို့ရသေးရဲ့တော့ပေါင်း pressure တော့သူပြီးနေပါတော့ဒီမှာ space ရောဘာတွေရောဆိုတော့ပြီးတော့ပြီးနေတယ် ။နောက်ဆုံးမခံနိုင်တော့2-1နေပါတော့လဲလဲအောင်ပါပေါ့။အဲဒါနှစ်ကောင်အဲပေါ့ပေါ့ပေးပြီးတော့ပေါ့ယူပြီးတော့အဲဟိုပါပေါ့။အဲ့လိုမျိုးတွေတော့ယူခြင်းတော့ယူသွားဖို့တော့မြင်ရတယ်။ဒါပေမဲ့ကျွန်တော်ဒီမှာဘာကြီးလို့လို့ရအောင်လဲကျွန်တော် E5 ခုံလို့တော့ရတယ်ပေါ့နော်။ Na E5 ခုံလို့ဆိုရင်သူဘာလို့မလဲပေါ့ Na E5 ဆိုလို့ဆိုရင်အဲ့တကူကတော့ night က night G2 night E3 လာမှာပေါ့နော်ဒီလိုပြန်လှည့်ပါ အဲကျွန်တော်က naive 5ခုံပြီးတော့ပြီးရင် bishop အာကျပြ naive 5ခုံမဲ့ပြီးရင် bishop c ဆက်လာပြီးတော့ကိုမောင်း america တိကျ knight c4 ခုံလိုက်လို့ရတယ်။ naive 5လေးခုံလာလိုက်ရမယ်။အဲ့နောက်ရပြဘရှက်စီစစ်လာပါတော့နော်ဘရှက်စီစစ်လာပြီးတော့အာကျွန်တော်ရူကအဲ့ခါကျရင်ပြေးတရားတနည်းအားပဲရှိအဲ့ဒီ4တော့လာတော့လာကျင်တော့လာတော့ရရအဲ့ဒီ risk d4 တော့လာကျင်တော့လာတော့ရရတဲ့ 那 CFO，那什么，什么，那比如说 CCE，类似那种 default 啊，那种 default 啊，嘛，或者呢，比如说 CCE，这种 default 啊，那种 default 啊，made，比如说 CCE，这种，比如说 CCEX，这种，那种 default，那种 default 嘛，啊，那那个，哎嘛，反正那个年代末了，什么，那那那现在来嘛，那种 C5 级别，它没有。 အဲ့လိုမျိုးလေရမလားမသိဒါဆိုစီစစ rook d4 လာမယ်ဗျာ rook d4 လာရင်စားပြန်စားပြီးတော့မှ knight c4 အဲ့ဒါလည်းမကောင်းစားပဲနဲ့သူ့ကိုလာစားခိုင်းပြီးတော့ knight f3 ဒီဘက်ခုံနေလဲအဲမဆိုးတော့မဆိုးဘောနော်အဲ့ဒါကြောင့် bishop c6 လာလိုက်မယ်ဗျာသူ rook d4 လာလဲဆိုရင်ကျွန်တော် knight f3 ခုံလိုက်မယ်အဲ့ခါကျတော့စားပြန်စားဗောနော် အဲ့ rotate 4လာတယ် net f3 ခေါ်လိုက်မယ်စားပြန်စားပေါ့အာပင်နေဗျပင်တဲ့အခါကျွန်တော်မလုပ်လို့ရနိုင်မလဲဆိုတော့ mm check ပြလဲမရအောင်နော်အကင်းလေးပေါ်အတီဝိတ်လောက်လိုက်လို့ဆိုရင်ရောကင်း easy တွေကင်း e5 တွေကျွန်တော် and gain 9ပြီဆိုတော့နည်းနည်းလေး activate လုပ်လိုက်မှာပေါ့နော်အနိုင်ရဖုန်းနဲ့ check လို့တော့ရတယ်နိုင်ရဖုန်းနဲ့ check အာနိုင်ရဖုန်းနဲ့ check ကင်း e5 လာဗျာညအငင်းကူပြီဆိုတော့ကျွန်တော်ဟိုဟိုလောက်မှာပေါ့နော်ဒါလိုက်တော့စားလိုက်လို့ရတယ် နောက်ကြာကြ G5 နဲ့လည်းမောင်းလို့ရတယ်ဗောနော G5 နဲ့မောင်းလိုက်လဲဆိုရင်အာ night ကိုမောင်းအောင်ရ G5 နဲ့မောင်းမယ်ဟုတ်ပြီအဲကျွန်တော် H လေးပြန်တက်ထားလိုက်မယ်တက်ပြီးတော့အာ night ကဒီလိုလာတယ်အဲဆိုကျွန်တော် E3 ကလုံးဝတက်လို့မရအောင်ဖြစ်နေတယ်ဒီတက်လို့မရအောင်ဆိုတော့ကျွန်တော် check လိုက်လို့ဆိုရင် check ပြီးတော့မှအာဒီကောင်တော့မေးလိုက်လို့ဆိုရင် ။ငောင်းမေးလိုက်မယ်ရာ D5 နော်။ဘယ်ရှော့က E3 မှာနေတယ်။ Okay. ဘယ်ရှော့ E3 မှာဆိုတော့ဟောကြလှည့်လို့လည်းမရသေးဘူးဖြစ်နေတာ။လှည့်လို့မရသေးဘူးဖြစ်ရင် check ဆိုလို့ဆိုရင်လည်းအာ check ပြီးတော့မှ bishop ကိုမေးပြ။ check လိုက်မယ်။နည်းနည်းအော်ဝင်လို့မရဘူးပဲ။ဝင်လို့ရတယ်ကျွန်တော်ဝင်နေရ။အာဝင်လို့မရဘူး။ဟောပါရှိရ။ဝင်လို့ရရထင်လို့ အဝင်လို့ရတယ်ထင်လို့32ဆက်ကံပဲကျွန်တော်အမေ data လို့ရတယ် A5 တော့ရတယ် စားရလို့လည်းမရအောင်နော်အားကျွန်တော်ကြွေးရတာဗျာကြွေးရတာလည်းမတွေ့တော့ဘူးချိန်ကနည်းနေတော့အပြေးပြကင်းပြေးကြနေရမှရှိနိုင်ပြီอีอ่ะเอ่อเฉยเนี่ยแหละก็จะไม่ตุ้ยหรอกวะเนาะอเมียๆใช่โอเคดีไว้จะ9วันอีจะ2 6ชิ้นเปลี่ยนไปได้หอบป่ะพี่เออ အာကျွန်တော်ရဲ့ဒီဗီဒီယိုကိုလိုက်အားပေးကြတဲ့တယောက်ချင်းတွေကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်ဆောင်မယ့်အားလုံးပဲကျေးဇူးပါခင်ဗျာ